အများစုက အောင်မြင်တဲ့သူတိုင်းပျော်ရွှင်တယ်လို့ထင်ကြတယ်ပေါ့နော်ဒါမဲ့တကယ်တော့ပျော်ရွှင်တဲ့လူတိုင်းကသာအမှန်တကယ်အောင်မြင်တာဖြစ်တယ်အဲ့တော့စဉ်းစားကြည့်ရအောင်ကုမ္ပဏီကြီးတစ်ခုရဲ့ CEO တယောက်ကသူ့မှာငွေကြေးပြည့်စုံနေပေမဲ့မိသားစုတခွဲတပြားဖြစ်နေရင်မိသားစုပြိုကွဲနေရင်ဟာအဲ့ဒါအောင်မြင်မှုလားဘဝရဲ့အပိုင်းအားလုံးမှာဟန်ချက်ညီဖို့လိုအပ်တယ်မိသားစုနဲ့ဆက်ဆံရေးကောင်းဖို့ကိုယ်တိုင်ရဲ့ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းခွင်မှာပျော်ရွှင်မှုပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်နဲ့ကိုပေးဆက်နိုင်စွာကိုညီနိုင်စွာပေါ့နော်ပြီးရင်ကိုကိုယ်တိုင်ချမှတ်ထားတဲ့တန်ဖိုးတွေနဲ့အညီ values တွေနဲ့အညီနေထိုင်နိုင်မှုပေါ့ကျမတို့ရဲ့ဘဝနောက်ဆုံးအချိန်မရောက်ခင်ဒါကိုခေါင်းထဲမှာအသေးချာထည့်ထားရမယ်မိသားစုနဲ့ဆက်ဆံရေးနေတဲ့တန်ဖိုးကဘာလို့အရေးကြီးရလဲဆိုလို့ရှိရင်ကျမတို့ကဒီဆက်ဆံရေးတွေကိုရင်းနှီးမြှုပ်နှံမှုလို့ သဘောထားရမယ်ပေါ့နော်။ဥမာအလုံးမှာကျမတို့ရဲ့အချိန်အများစုကိုနေ့စဉ်ရင်းနှီးမြှုပ်နှံနေရင်ကျမတို့ရဲ့မိသားစုစီကနေပြီးတော့မှဘာမှပြန်ရမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့ကိုကကိုကိုရင်းနှီးနိုင်တဲ့လောက်ကကိုပြန်ရမယ်ဆိုတဲ့ဟာမျိုးကိုကသိထားရမယ်။ကိုရဲ့မိသားစုနဲ့မိဆွေတွေရဲ့ဆက်ဆံရေးကကုမ္ပဏီတစ်ခုလို့တစ်ပင်တစ်ပင်လို့မျိုးကျမတို့အချိန်ပေးထားမှသာကြီးထွားလာမယ်။ဥမာကိုရဲ့သားသမီးတွေနဲ့ ဆက်ဆံရေးကလည်းတန်ဖိုးကြီးတယ်။ဆိုတော့တာသမီတွေကငယ်စဉ်မှာကျမတို့ကိုလိုအပ်တယ်။အဲသူတို့လိုအပ်နေတဲ့အချိန်မှာရှိနေပေးဖို့လိုအပ်တယ်။ပြီးကလေးတွေနဲ့တတတာဆက်ဆံရေးကိုပုံဖော်ပြီးသွားမယ်ပေါ့။ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုတတ်မှတ်ပြီးတော့လည်းကျမတို့လိုက်နာဖို့လိုအပ်တယ်။ဥမာကိုယ်မှာကိုယ်တတ်မှတ်ထားတဲ့ မူဝါဒနဲ့ values တွေရှိတယ်တော့ကိုယ့်ရဲ့မူဝါဒတွေကကြိုတင်မတတ်မှတ်ထားဘူးဆိုလို့ရှိရင်ကတော့လက်ရှိအခြေအနေမျိုးပေါ့နော်စိတ်ဖိစီးမှုတွေများတဲ့အချိန်မှာကျွန်တော်မှားရွင်းတဲ့ဆုံးဖြတ်မှုဆုံးဖြတ်ချက်တွေကိုအများကြီးရောချမိနိုင်ဥပမာငါဘယ်တော့မှလိန်ညာစကားမပြောဘူးဆိုပြီးတော့မှဆုံးဖြတ်ထားလို့ရှိရင်ကိုကဘလို့ဖိအားမျိုးအောက်မှာမှဒီကိုချမှတ်ထားတဲ့မူကိုကလိုက်နာနိုင်မယ်ပေါ့အဲ့တော့ကိုယ့်ရဲ့တန်ဖိုးထားမှုက အခါတလေမှာပေါ့နော်ကျမတို့ရေစံကိုစံတက်ရတဲ့အချိန်မှာကိုကိုထောက်ပံ့ပေးနိုင်တဲ့မိဘမိပြတိုက်လို့မျိ ယ်ပေါ့နော်အဲ့လိုမျိုးမီးပြတိုက်တာမရှိဘူးဆိုလို့ရှိရင်ညီမတို့ကဘယ်သွားရမှမသိဥတီချက်မရှိယုံကြည်ချက်မရှိပဲနဲ့ရေမျောနေမယ်ပေါ့တော့ဘဝရဲ့အကျိုးအမြတ်တွေကမှားတဲ့လမ်းကြောင်းကိုဆွဲခေါ်သွားတဲ့အချိန်မှာညီမတို့ရဲ့ဒီတန်ဖိုးတွေစံတွေကမှန်ကန်တဲ့ဆုံးဖြတ်ချက်စီကို ပြန်ပြီးရောမှဥတီစေတယ်အော်ကိုဘွားကိုကိုယ်တိုင်းတုံးတက်ရမယ်ဆိုလို့ရှိရင်ဒီနေ့ပဲကျမတို့ကကိုကိုယ်တိုင်းကိုမိကုံးလေးတွေမိကြည့်မယ်ကိုသေးတဲ့နေ့မှာကို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 ဘလို့အမတ်ရစေခြင်းလဲ တို့ကဒီမျိုးကြီးပဲဖြစ်ကြောင့်မလို့သိမှာပဲပေါ့နော်အဲ့တော့ပေးဆက်တဲ့သူဖြစ်လားမိသားစုကိုချစ်တတ်တဲ့သူဖြစ်လားတီထွင်ဖန်တီးတဲ့သူဖြစ်လားဒါမှမဟုတ်လူတွေကိုကူညီပေးဖို့ရဲ့မေတ္တာထားပေးတဲ့သူဖြစ်လားအဲ့တော့အဲ့ဒီအဖြေကိုပုံမှာမူတည်ပြီးတော့မှအခုကစပြီးတော့ဘဝကိုဒီလမ်းကြောင်းအတိုင်းရှောက်ဖို့ စပြီးတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောင်တနေတဲ့ဘဝကိုပိုင်ဆိုင်မယ်ဆိုတာကတော့ဒေချာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်